စစ်ကောင်းဆောင်ရဲ့ထိုင်းနိုင်ငံဘန်ကောက်ခီးစဉ်အတွင်းဆန္ဒပြဖို့စီစဉ်ခဲ့တဲ့မြန်မာနိုင်ငံသား၂ယောက်ကိုထိုင်းအနာပိုင်တွေကဖမ်းဆီးထားတာနှစ်လကျော်ကြာမြင့်နေပြီးမြန်မာပြည်ပြန်ဖို့မှာကိုစိုးရိမ်နေကြပါတယ်။ဇွဲတစ်သတင်းပေးပို့ထားပါတယ်ရှင်။ပါကေထိုင်းမိုက်တော်ဒါခါတကွန်ခဒက်ကန်ပြီးခဲ့တဲ့ဧပြီလ၃ရက်နေ့ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာဘင်းစတက်အစည်းအဝေးတက်ရောက်ခဲ့တဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ခီးစဉ်အတွင်းဆန္ဒပြဖို့စီစဉ်ခဲ့တဲ့မြန်မာနိုင်ငံသား၂ယောက်ကိုဖြိုးပိုင်တဲ့ကိုနန်နိုင်စိုးတို့ကို ဆန္ဒပြဖို့ပြင်ဆင်နေချိန်ဘန်ကောက်ရှန်ဂရီလာဟိုတယ်အနီးမှာဖမ်းဆီးခံခဲ့ရပါတယ်။ဟိုတယ်အနီးစစ်ဆေးချိန်ကိုဖြိုးပိုင်ရဲ့လက်ထက်မှာစစ်ကောင်းဆောင်ရဲ့ဓားပုံကိုတွေ့ရှိခဲ့တာကြောင့်ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းခဲ့ပြီးလက်ရှိအချိန်ထိဘန်ကောက်ကလူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းစခန်း Immigration Detention Center မှာဖမ်းဆီးခံထားရဆဲဖြစ်ကြောင်းကာယကံရှင်တွေကပြောပါတယ်။ရှင်းနေပြောပြောပြတဲ့အရာဆိုလို့ရှိရင်ကျွန်တော်တို့အမှုကလုံးဝအာမခံမရနိုင်ဘူး။ အဲအဲ့လိုပြောတယ်နောက်တစ်ချက်ကကျွန်တော်တို့ရှင်းနေရတော့အခု live live ပြီးတော့ရှင်းနေဒီအဲကျွန်တော်တို့ live ပြီးတော့ UN ကတော့ကျွန်တော်တို့ကဘာပေးဘာအကောက်ပေးရလဲဆိုတော့မြန်မာပြည်ကိုပြန်မပို့ရအကောက်တစ်ခုပေးရတယ်ဖိုင်းလူခွေကော်မရှင်ကလည်းကျွန်တော်တို့မြန်မာပြည်ကိုပြန်မပို့ပြန်မပို့ဖို့အဲအကောက်တစ်ခုပေးရတယ်ဒါပဲရှိတယ်လက်ရှိနေတာဘာမှကျွန်တော်တို့ဖြစ်မလာသေးဘူးအဲအမှန်မှန်တော့ဒါလူခွေချိုးပေါက်တာကျွန်တော်တို့ပေါ့လူခွေချိုးပေါက်တာ မတရားဟိုတိလိုက်တာပုံမှန်တွေနဲ့ကျွန်တော်တို့ဒါဟိုဟာပေါ့တက်တက်ဟိုလူခွေရေချိုးပေါက်ပြီးတော့ကျွန်တော်တို့မတရားလုပ်တာဒါမတရားမှုပဲလေဆိုင်ရဲ့ဆန်တန်ရှိပြီးသားဆိုတော့ကျွန်တော်တို့ကသူတို့ကဘာပြစ်တံမှာချမှာမဟုတ်ဘူးသူတို့ကဘောမာဗီကိုပြန်ပို့မှာဘလက်လစ်လုပ်ပြီးတော့ကျွန်တော်တို့ဘောမာဗီကိုပြုံးစုလက်ထဲကိုအပ်မှာလက်ရှိမှာသူတို့နှစ်ယောက်ကိုနှစ်နိုင်ငံချစ်ချစ်ပြပြားစေမှုထိုင်းနိုင်ငံတည်တန်းခိုင်မြဲရေးကိုထိပါစေမှုထိုင်းနိုင်ငံလူမှုအသားဝိုင်းကိုမငြိမ်မသက်အနေနဲ့ဖြစ်စေမှုထိုင်းနိုင်ငံသားတွေရဲ့လုံခြုံရေးကိုအနေနဲ့ဖြစ်စေမှုအပါအဝင် အမှုပေါင်း9မှုနဲ့တရားစွဲဆိုခံထားရတယ်လို့ကိုဖြိုးပိုင်က DVB ကိုပြောပါရယ်။ဒါပြင်သူတို့နေရာစလုံးရဲ့ထိုင်းနိုင်ငံမှာတရားဝင်နေထိုင်ခွင့်စာပေစာတမ်းအထောက်အထားတွေကိုလည်းထိုင်းအနာပိုင်ကအမည်ပြစရင် blacklist တွင်ထားတယ်လို့လည်းဆိုပါရယ်။ကျွန်တော်တို့ကဒါမတရားမှုခံရတယ်ပေါ့နော်။ကျွန်တော်တို့ကဆန္ဒမပြရသေးဘူး။သူတို့ကလာရောက်ပြီးကျွန်တော်တို့ကိုသိသိပြီးတော့အကုန်လုံးဖုန်းနဲ့တင်းပြီးတော့အကုန်လုံးမိသားစုတွေဒီတခြားကျွန်တော်တို့နဲ့ တ်တဲ့လူတွေစစ်တဲ့ဘောမပေးဘောနော်သူတို့အမှုကိုဆက်ပြီးကျွန်တော်တို့နှစ်ရက်အတွင်းမြန်မာပြည်ပြန်ပို့မယ်ပေါ့ဒီစာရေးအမှုစာရေးနယ်ပေါ့ကျွန်တော်တို့အတင်းလက်မှတ်ထိုးခိုင်းတာပေါ့နော်လက်ရှိချိန်မှာတော့မိသားစုဝင်တွေနဲ့ဖုန်းနဲ့သာအဆက်သွယ်ရပြီးမိသားစုတွေကစစ်ကောင်စီလက်ထဲပြန်မပို့ဖို့ UN အပါအဝင်ထိုင်းလူခွင့်ရေးဖွဲ့တွေကိုတောင်းဆိုထားပါတယ်။ဟိုမရှိတော့မိသားစုရဒုက္ခရတာပေါ့။အသားအမီ၃ယောက်။ဟိုမှာခလေးចောင်းမူရတာနဲ့ចောင်းကျူရတာနဲ့ကိုယ့်တယောက်တည်းနဲ့ဆိုတော့လေ ဟိုဖားဝင်နေဒီမှာအခန်းနေပိုင်းမားနေရတာဆိုတော့ကိုယ်တခက်ခဲတာပေါ့ကိုပါမိတော့ရတာဒုက္ခရတာပေါ့ဒီလိုမိကိုအားကိုးနေရတာဆိုတော့ကျွန်မကကျွန်တော်ပြောကျွန်မကျွန်တော်ကတော့အဲသူ့ဆင်းဆိုးရလက်ထဲကိုမအပ်ဖို့ပဲကျွန်မတောင်းဆိုနေတာပေါ့ဧပြီလ၄ရက်နေ့ကလည်းစစ်ကောင်းဆောင်ကိုဆန္ဒပြခဲ့တဲ့ထိုင်းကျောင်းသားတယောက်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သူ့ကိုတော့အဲ့ဒီညာရင်ချိန်မှာပြန်လွတ်ပေးခဲ့ကမြန်မာနိုင်ငံသားနှစ်ယောက်ကတော့လက်ရှိချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်ပါတယ်ကျွန်တော်ဇွဲသစ်ပါ